2025ခုနှစ်အောက်တိုဘာလရဲ့အစောပိုင်းရက်တွေမှာဖိလစ်ပိုင်နိုင်ငံသားတွေအထူးသဖြင့်မြောက်ပိုင်းလူစုံမှာနေထိုင်သူတွေအတွက်ကတော့စိုးရိမ်တောကတွေနဲ့ပြင်းထန်နေတဲ့နေ့ရက်တွေဖြစ်ခဲ့ပါတယ်။အကြောင်းရင်းကတော့ Pacific သမုဒ္ဒရာထဲမှာတဖြည်းဖြည်းအားကောင်းလာနေတဲ့မုန်တိုင်းငယ်တစ်ခုကြောင့်ပါပဲ။အပြည်ပြည်ဆိုင်ရာမှာ map မိုးလို့လူသိများပြီးဖိလစ်ပိုင်နိုင်ငံနဲ့မိုးလေဝသနဲ့ဇလဗီရာဆိုင်ရာဝန်ဆောင်မှုများဦးတည်ထဏပါကာဆာကပေါ်လို့လို့အမည်ပေးထားတဲ့ဒီမုန်တိုင်းဟာအစာပိုင်းမှာတော့တာမန်အပူပိုင်းမုန်တိုင်းငယ်လေးတစ်ခုဖြစ်တာရှိနေခဲ့ပါတယ်။ ဒါပေမဲ့ပင်လယ်ရင်မျက်နှာပြင်အပူချိန်မြင့်မားမှုနဲ့လေဒုအခြေအနေတွေရဲ့ပံ့ပိုးမှုကြောင့်ပေါ်လိုဟာချိန်တိုအတွင်းမှာအားကောင်းတစ်ထပ်အားကောင်းလာခဲ့ပါတယ်။ပါကာစာကထုတ်ပြန်ခဲ့တဲ့သတင်းတွေမှာပေါ်လိုဟာအားပြင်းအပူပိုင်းမုန်တိုင်းအဆင့်ကိုရောက်ရှိလာပြီဖြစ်ကြောင်းနဲ့သူ့ရဲ့ဥတီယာဟာကာကာယန်တောင်တန်းဒေသစီကိုဖြစ်နေကြောင်းကြေညာခဲ့ပါတယ်။ဒီကြေညာချက်ဟာအစိုးရအတွက်ရောပြည်သူအတွက်ပါအရေးပေါ်အချက်ပေးခေါင်းလောင်းတဲ့အကူဖြစ်လာခဲ့ပါတယ်။ဖိလစ်ပိုင်နိုင်ငံဟာနှစ်စဉ်တိုင်ဖုန်းမုန်တိုင်းအကြိမ်20ခန့်ဝင်ရောက်လေ့ရှိတဲ့နိုင်ငံဖြစ်တာကြောင့်မုန်တိုင်းတံကိုကောင်းကောင်းကြီးရင်နေပြီးသားပါ။ ဒါပေမဲ့မုံတိုင်းတစ်ခုချင်းစီရဲ့အားရင်နဲ့လမ်းကြောင်းကမတူညီတဲ့အတွက်ပြင်ဆင်မှုတွေကိုတော့ပေါ်ဆလို့လုံးဝမရပါဘူး။ပြည်ထောင်စုဝန်ကြီးဂျွန်ဖစ်ကမီဒီယာတွေကိုပြောကြားရမှာကျွန်တော်တို့ရဲ့ဒေသန္တရအစိုးရဖွဲ့ရိအားလုံးမုံတိုင်းပေါ်လို့ရဲ့ဝင်ရောက်မှုကိုရင်ဆိုင်ဖို့အသင့်ပြင်ဆင်ထားပြီးပါပြီ။မြို့ပြကာကွယ်ရေးယုံဌာနကွဲအားလုံးကိုအချက်ပေးထားပြီးဖြစ်တယ်လို့ပြည်နယ်အုပ်ချုပ်ရေးမှုတွေမြို့တော်ဝန်တွေကိုအားလုံးကိုလည်းအသိပေးထားပြီးပါပြီ။ဘေးလွတ်ရာရွှေ့ပြောင်းရေးစခန်းတွေအဆင့်အသင့်ဖြစ်နေပြီ။ လူမှုဝန်ထမ်းကေဒရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးဌာနကနေလည်းအစားအသောက်ထုတ်တွေကိုကြိုတင်နေရာချထားပြီးပါပြီလို့အာမခံခဲ့ပါတယ်။ဒီစကားတွေဟာအစိုးရရဲ့ကြိုတင်ပြင်ဆင်မှုရန်ရာလဲပတ်နေပြီဆိုတာကိုပြသနေပါတယ်။အစားအသောက်ထုတ်တွေကိုကြိုတင်နေရာချထားခြင်းဆိုတာကတော့မုံတိုင်းကြောင်လမ်းမဆက်သွယ်ရေးတွေမပြတ်တော့ခင်မှာကေဒရေးစခန်းတွေနဲ့ဒေသန္တရအစိုးရရုံးတွေစီကိုစမ်းစီတဘူးခောက်ဆွဲကြစတဲ့အခြေခံစားအသောက်ကုန်တွေကိုကြိုတင်ပို့ဆောင်ထားတာကိုဆိုလိုပါတယ်။ဒါမှမုံတိုင်းပြီးမှအကူအညီလိုအပ်သူတွေကိုချက်ချင်းထောက်ပံ့နိုင်မှာဖြစ်ပါတယ်။ ်အစ်စပယ်လာကာဂါယန်ကွာရီနိုနဲ့အော်ရိုရာလိုမျိုးမုန်တိုင်းလမ်းကြောင်းတိုက်ရိုက်ကြနိုင်တဲ့ပြည်နယ်တွေမှာတော့ဒေသခံပြည်သူတွေဟာသူတို့ရဲ့နေအိမ်တွေကိုခိုင်ခန့်အောင် လုပ်တာအမိုးတွေကိုကျိုးနယ်ချတာပရင်းပေါက်တွေကိုတစ်သားပြားတွေနဲ့အကာအကွယ်လုပ်တာတွေကိုပြုလုပ်ခဲ့ကြပါတယ်။တံခါးတွေကိုလည်းပင်လယ်ထွက်ခွင့်ပိတ်ခဲ့ပြီးတင်းမောင်းငယ်လေးတွေကိုကမ်းခြေမှာလုံခြုံအောင်ဆွဲတင်ထားခဲ့ကြပါတယ်။ကာကာယန်ဒေသဟာဖိလစ်ပိုင်နိုင်ငံရဲ့အဓိကစပားနဲ့ပြောင်းဆိုင်ပြူရာဒေသဖြစ်တာကြောင့်တောင်သူတွေအတွက်တော့ဒီအချိန်ဟာအလွန်အရေးကြီးတဲ့အချိန်ပါ။ ရိတ်သိမ်းပြီးသားစပားနဲ့ပြောင်းတွေကိုအချောက်လှမ်းတဲ့အချိန်နဲ့တိုက်ဆိုင်နေတာကြောင့်တောင်သူများပြားဟာသူတို့ရဲ့သီးနှံတွေကိုမိုးတံကနေကာဝယ်ဖို့အပြေးလွှားသိမ်းသိခဲ့ကြရပါတယ်။ဒါပေမဲ့လူဝင်အားအချိန်နဲ့နေရာအခက်ခဲတွေကြောင့်တောင်သူများစုဟာသူတို့ရဲ့သီးနှံထောင်ပေါင်းများသောကိုလမ်းဘေးတွေမှာပဲမလုံမကြုံနဲ့ပုံထားခဲ့ရပါတယ်။သူတို့ရဲ့မျက်လုံးတွေထဲမှာတော့သူတို့ရဲ့တနစ်စာလှုပ်အားတွေရေထဲမျောသွားမှကိုစိုးရိမ်တဲ့အရေးရောင်တွေအတိုင်းသားမြင်နေရပါတယ်။နနက်၈နာရီမှာတော့ပါကာစာကအရေးပေါ်သတင်းတစ်ခုထုတ်ပြန်ခဲ့ပါတယ်။ ပေါ်လူဟာအာပြင်အပူပိုင်းမုန်တိုင်းအဆင့်ကနေတိုင်ဖွန်းမုန်တိုင်းအဆင့်ကိုတရားဝင်ရောက်ရှိသွားပြီဆိုတဲ့သတင်းပါပဲ။ဒီသတင်းဟာမုန်တိုင်းရဲ့ဖြက်ဆွမ်းအားအစာပေါင်းများစွာတိုးလာပြီဆိုတာကိုဆိုလိုပါရယ်။လေတိုက်နှုံးတွေပိုပြင်းထန်လာမယ်။မိုးရွာသွန်းမှုတွေပိုများလာမယ်။ပင်လယ်ပြင်မှာလှိုင်းမြင့်တွေပိုတက်လာမယ်ဆိုတဲ့အထိပ်ပဲပါပဲ။နနက်9နာရီမှာတော့တိုင်ဖွန်းမုန်တိုင်းပေါ်လူဟာအစ်ပယ်လာပြင်းနဲ့ဒစ်နာပစ်မြို့ကိုတရားဝင်ကုန်းတွင်းပိုင်းကိုစတင်ဝင်ရောက်ခဲ့ပါရယ်။ကုန်းတွင်းပိုင်းဝင်ရောက်ခြင်းဆိုတာကတော့ မုံတိုင်းရဲ့ပဟိုချက်ကပင်လယ်ပြင်ကနေကုန်းမြေပေါ်ကိုစတင်ရောက်ရှိတာကိုဆိုလိုပါတယ်။ဒီအချိန်မှာမုံတိုင်းရဲ့အဖြတ်ဆွမ်းအရှိဆုံးအပိုင်းဖြစ်တဲ့ Iwall ကကန်ယူရန်ဒေတာတွေကိုစတင်ရိုက်ခတ်ပါတော့တယ်။လေတိုက်နှုံးတွေဟာအလွန်ပြင်းထန်ပြီးမိုးတွေကလည်းကောင်းငင်ကနေပေါက်ကျလာတယ်လို့ယူဆသွန်းနေပါတယ်။ပင်လယ်ပြင်ကလှိုင်းလုံးကြီးတွေဟာလည်းကမ်းခြေကိုရိုက်ခတ်ပြီးပင်လယ်ရေတွေကုန်းမြေပေါ်ကိုတက်လာတဲ့ Storm Surge လို့ခေါ်တဲ့ဒီရေလှိုင်းကြီးတွေကိုဖြစ်ပေါ်စေခဲ့ပါတယ်။နနက်စင်တိုင်းမှာတော့ပေါ်လိုဟာ Espella ပြင်းနေ ဆန်ဂွီလာမိုမြို့အနီးတစ်ဝိုက်ကိုရောက်ရှိနေပြီဖြစ်ပြီးတနအီကို25ကီလိုမီတာနှုန်းနဲ့အနောက်မြောက်ဘက်ကိုရွေ့ရှားနေခဲ့ပါတယ်။သူ့ရဲ့မြင်းသုံးလေတိုင်နှုန်းဟာတနအီကို ကီလိုမီတာ130ထိတိုးလာပြီးတခါတရံမှာတနအီကိုကီလိုမီတာ215နှုန်းထိပြင်းထန်တဲ့လေပြင်းတွေတိုက်ခတ်နေခဲ့ပါတယ်။ဒီအချိန်မှာပဲ Kagayan Valley ဒေသဒေသတစ်ခုလုံးမုန်တိုင်းရဲ့တံကိုအပြင်းထန်ခံစားနေရပါပြီ။ Espela နဲ့ Kagayan ပြည်နယ်ကအဓိကလမ်းမကြီးတွေတစ်ချောင်းမှရှိတဲ့တစ်ပင်ကြီးတွေဟာအမြစ်ကနေကျွတ်ထွက်ပြီး လမ်းပေါ်ကိုလဲကျပိတ်ဆို့ကုန်ပါတယ်။ဆိုင်းမုတ်ကြီးတွေဟာလည်းလေပြင်းတံကြောင့်လွင့်ထက်ကုန်ပါတယ်။လမ်းဘေးမှာအချောက်နှမ်းလာတဲ့စပားအိတ်နဲ့ပြောင်းအိတ်ထောင်ပေါင်းများစွာဟာလည်းမိုးရေထဲမှာလုံးဝရွှဲဆိုသွားခဲ့ပြီးမူလာကလေးကအခက်ခဲတွေနဲ့ရင်ဆိုင်နေရတဲ့တောင်သူတွေအတွက်တော့ဒုက္ခပေါ်ဒုက္ခဆင့်စေခဲ့ပါတယ်။နနက်09:26မိနစ်မှာတော့မုံတိုင်းရဲ့လေနဲ့မိုးတံကြောင့်အရေးကြီးတဲ့လျှက်စစ်ဓာတ်အားလိုင်းတစ်ခုဖြစ်တဲ့ဆန်ဒီယာဂိုအယ်လီကီယာဓာတ်အားလိုင်းဟာချို့ယွင်းသွားခဲ့ပါတယ်။ဒီအကြောင်းကိုဖိလစ်ပိုင်နိုင်ငံအမျိုးသားဓာတ်အားလိုင်း Corporation ကအရေးပေါ်ကြေညာခဲ့ပါတယ်။ Data Align ချိုးယွင်းမှုကြောင့် Espella Electric Cooperative One နဲ့ Ifugao Electric Cooperative တို့ရဲ့ဓာတ်အားပေးဝေမှုတွေပြတ်တောက်သွားပြီး Espella နဲ့ Ifugao ပြည်နယ်ရဲ့တချို့နေရာတွေမှာမီးအကြီးအကျယ်ပြတ်တောက်မှုတွေဖြစ်ပွားခဲ့ပါတယ်။ NGCP ကဓာတ်အားလိုင်းတွေကိုစစ်ဆေးပြုပြင်နေကြောင်းဒါပေမဲ့ဘယ်အချိန်မှမီးပြန်ရမလဲဆိုတာကိုတော့အတိအကျမပြောနိုင်သေးကြောင်းနဲ့စားသုံးသူတွေကိုစိတ်ရှည်သီးခံပေးဖို့မြစ်တာရက်ခံခဲ့ပါတယ်။နနက်၁၇နာရီမှာတော့ အာကာစာကနောက်ထပ်သတင်းရှင်းသတင်းစာရှင်းလင်းပွဲတစ်ခုပြုလုပ်ခဲ့ပါတယ်။ပေါ်လိုဟာမြောက်ပိုင်းလူစုံကိုဖျက်ချော်ပြီးနောက်တောက်ကြနေညနေဒါမှမဟုတ်ညပိုင်းမှာအနောက်ဖိလစ်ပိုင်ပင်လယ်ထဲကိုပြန်ထွက်ခွာမယ်လို့ခန့်မှန်းခဲ့ပါတယ်။ပေါ်လိုဟာမြောက်ပိုင်းလူစုံရဲ့ကျန်းတန်းတဲ့တောင်ကုန်းတောင်တန်းတွေကိုဖျက်ချော်နေချိန်မှာအနှဲငယ်အားပြော့သွားနိုင်ပေမဲ့တိုင်ဖုန်းမော်တိုင်းအဆင့်မှာပဲဆက်ရှိနေနိုင်ခြေကိုမပယ်ချနိုင်ပါဘူးလို့ပါကာစာကထပ်လောင်းပြောကြားခဲ့ပါတယ်။ဒီအချိန်မှာပဲမုံတိုင်းအန်ရဲ့တတိပေးချက်အဆင့်တွေကိုလည်းတိုးမြှင့်ထုတ်ပြန်ခဲ့ပါတယ်။ အော်ရိုရာနဲ့မြောက်ပိုင်းလူစုံဒေသအများပြားကိုအမြင့်ဆုံးအဆင့်ဒီပါဖြစ်တဲ့အဆင့်နံပါတ်၄ကိုထုတ်ပြန်ခဲ့ပါတယ်။အဆင့်၄ဆိုတာဟာအလွန်ပြင်းထန်တဲ့လေတိုက်နှုံးတွေကြောင့်ကြီးမားတဲ့ပျက်စီးဆုံးရှုံးမှုတွေဖြစ်ပေါ်နိုင်တယ်ဆိုတဲ့အထိပ္ပယ်ဖြစ်ပြီးပြည်သူတွေကိုအိမ်ထဲမှာပဲလုံခြုံသွားနေထိုင်ဖို့အပြင်းထန်သတိပေးထားတာဖြစ်ပါတယ်။ဘေးရန်ရဲ့လျှော်ပါးရေးနဲ့စီမံခန့်ခွဲရေးကောင်စီကလည်း Isbella, Quarino, Aurora နဲ့ Newvas Vengaya Pinery တို့လိမ္မော်ရောင်မိုးရွာသွန်းမှုသတိပေးချက်ကိုထုတ်ပြန်ခဲ့ပါတယ်။ ာဟာလာမယ့်နိုင်ပိုင်းအတွင်းမှာရေကြီးရေရှမ်းမှုတွေဖြစ်ပေါ်လာနိုင်ခြင်းအလွန်များနေပြီဖြစ်ကြောင်းသတိပေးထားတာဖြစ်ပါတယ်။ဒီလိုကြိုတင်သတိပေးချက်တွေကြောင်းအန်ကာဂွေမြို့မှာဆိုရင်မြေရီမြင့်တက်လာမှုကြောင့်မိသားစုပေါင်း900ခန့်ကိုဘေးကင်းရအမြင့်ပိုင်းဒေသတွေကိုကြိုတင်ရွှေ့ပြောင်းပေးခဲ့ရပါတယ်။ကာကာယံပြည်နယ်မြောက်ပိုင်းကမိသားစုတွေလည်းအလားတူအရေးအတွက်ကိုလည်းကယ်ဆယ်ရေးစခန်းတွေကိုပို့ဆောင်ပေးခဲ့ရပါတယ်။ပေါ်လိုဟာကာကာယံဗယ်လီဒေသကိုအဓိကထားတိုက်ခတ်နေပေမဲ့သူ့ရဲ့ troop လို့ခေါ်တဲ့ဘုံတိုင်းတိမ်တိုက်ရဲ့အမိပိုင်းဟာလူစုံကျွန်းရဲ့ကြံတဲ့နေရာတွေနဲ့ အနောက် Visayas ဒေသတွေအထိကိုပါတက်ရောက်မှုတွေရှိနေခဲ့ပါတယ်။ဒါကြောင့်အဲ့ဒီဒေသတွေမှာလည်းတောက်ကြံနေတဲ့နေ့လုံးမိုးတွေပြန့်ကျဲရွာသွန်းပြီးမိုးကြိုးပစ်ခြင်းတွေဖြစ်ပွားခဲ့ပါတယ်။ပုံပြီးဆိုရင်ကြာကောင်းတာကတော့အသက်အန္တရာယ်ရှိနိုင်တဲ့ DA လှိုင်းလုံးကြီးများဖြစ်ပေါ်နိုင်ကြပါပဲ။ပါကာစာက Egogas Nodi, Egogaxa, La Union, Pangasinan, Sambalax, Cagayan, Espela, Aurora နဲ့ Quezon Binary ရဲ့ Canyon ဒေသတွေမှာလာမယ့်24နှစ်အတွင်းပင်လယ်ရေမျက်နှာပြင်ဟာ ပုံမှန်ထက်10မီတာကနေ3မီတာ3မိမှ10ဘီအထိမြင့်တက်လာနိုင်တယ်လို့သတိပေးခဲ့ပါတယ်။ဒီရေလိုင်းလုံးကြီးတွေဟာကန်ရိုးရန်ကနေအိမ်တွေနဲ့အခြေခံအဆောက်အုံတွေကိုဖျက်ဆီးပစ်နိုင်တဲ့အစွမ်းရှိပါတယ်။မုံတိုင်းရဲ့ဗဟိုချက်နဲ့အလှမ်းဝေးရဲ့ဘန်ဒန်ဂက်စ်ပီနဲ့လီမာရီမြို့က diversion လမ်းမကြီးမှာတော့ရေစီးလွန်တန်တဲ့ရေကြီးမှုတွေကြားတဲ့ကနေမော်တော်ယာဉ်တွေအခက်ခဲနဲ့ဖျက်ဆီးနေရတာကိုဒေတာကန်တူရဲ့ဗီဒီယိုမှတ်တမ်းမှာတွေ့မြင်ခဲ့ရပါတယ်။ဘန်ဒန်ပီနဲ့မာရီဗယ်လက်စ်မြို့မှာဆိုရင်နေ့လယ်ပိုင်းလောက်မှာ ရေအနက်ဟာလူတရက်နီးပါးအထိရောက်ရှိနေပြီဖြစ်ပြီးကလေးတငယ်တွေနဲ့တက်ကြီးရွယ်တွေဟာကယ်ဆယ်ရေးအကူအညီတွေကိုအရေးပေါ်လိုအပ်နေတယ်လို့ဒေသခံတအူးကသတင်းပို့ခဲ့ပါတယ်။ပါကာဆာရဲ့ခံမှန်းချက်တွေဟာတိကျခဲ့ပါတယ်။အော်ရိုရာ၊ကွာရီနို၊အစ်စပယ်လာနဲ့ဘန်ကစ်ပီနယ်ရီမှာအလွန်သေးထန်တဲ့မိုးရေရွာသွန်းခဲ့ပါတယ်။ဒီလိုမိုးရွာသွန်းမှုတွေကြောင့်မြေရေရှမ်းတက်တာ၊မြေပြိုမှုတွေဖြစ်တာ၊ရုတ်တရက်ရေကြီးမှုတွေဖြစ်ပေါ်ခဲ့ပါတယ်။အော်တိုဘာလ3ရက်တောက်ကြနေတညလုံး မြောက်ပိုင်းလူစုံဒေသဟာပေါ်လုံမုံတိုင်းရဲ့ကြမ်းတမ်းနဲ့ရိုက်ပုတ်မှုအောက်မှာမှောင်မိုက်စွာဖြတ်တန်းခဲ့ရပါတယ်။ကယ်ဆယ်ရေးစခန်းတွေမှာခေလုံနေသူတွေအတွက်တော့အပြင်ဘက်ကလေတိုက်တန်းမိုးရွာတန်းတွေနဲ့အတူစိုးရိမ်ပူပန်မှုတွေနဲ့ပြည့်နှက်နေတဲ့ညတညဖြစ်ခဲ့ရပါတယ်။အော်တိုဘားလ၄ရက်စနေနေ့မနက်ခင်းရဲ့ပထမဆုံးအလင်းရောင်နဲ့အတူတိုင်ဖုန်းမုံတိုင်းပေါ်လုံဟာမြောက်ပိုင်းလူစုံကိုဖျက်ချော်ပြီးအနောက်ဖိလစ်ပိုင်ပင်လယ်ထဲကိုရောက်ရှိသွားပြီဖြစ်ကြောင်းပါကာစာကအတည်ပြုခဲ့ပါတယ်။ဒါပေမဲ့မုံတိုင်းထွက်ခွာသွားပေမဲ့သူ့ထားခဲ့တဲ့အမွေအစိုးကတော့အလွန်ကြီးမားလှပါတယ်။စနေနေ့မနက်လင်းလာချိန်မှာတော့ ပျက်စီးဆုံးရှုံးမှုတွေရဲ့ပုံရိပ်အစ်စ်မှန်တွေဟာတဖြည်းဖြည်းပေါ်ထွက်လာခဲ့ပါတယ်။ကာကာယန်ဗယ်လီဒေတာဟာစိုက်ပျိုးရေးကိုအဓိကထားတဲ့ဒေတာဖြစ်တာကြောင့်စိုက်ခင်းတွေရဲ့ပျက်စီးမှုဟာအဆိုးရွားဆုံးဖြစ်ခဲ့ပါတယ်။ရေသိန်းကနေစပါးကင်းတွေဟာရေထဲမှာလုံးဝမြုပ်သွားခဲ့ပြီးပြောင်းကင်းတွေကတော့လေပြင်းကြောင့်လဲပြူပျက်စီးကုန်ပါတယ်။မိုးရေဆူဆဲထားတဲ့စပါးနဲ့ပြောင်းအိတ်ထောင်ပေါင်းများစွာဟာလည်းအညောင့်ပေါက်ပြီးအသုံးဝင်တော့တဲ့အခြေအနေကိုရောက်ရှိသွားခဲ့ပါတယ်။တောင်သူတွေရဲ့တနစ်စာလုံအားနဲ့ဝင်ငွေဟာတညရင်းနဲ့ဆုံးရှုံးသွားခဲ့ရပါတယ်။ ဒါပြင်ကွာရီနိုပြည်နယ်မှာအ धिक တရာတစဉ်ဈေးတိုက်စားမှုကြောင့်ပြိုကျသွားခဲ့ပြီးကြေးရွာအများအပြားအဆက်အသွယ်ပြတ်တောက်သွားခဲ့ပါတယ်။ကော်ဒီလာရာပြည်နယ်ရဲ့အဖူကာအိုဘန်ဂွက်စ်မောင်တန်ပရိုဗင်းစ်တောင်တန်းဒေသတွေမှာတော့အ धिक အနေရကမြေပြိုမှုဖြစ်ခဲ့ပါတယ်။မိုးဆက်မပြတ်ရွာသွန်းမှုကြောင့်တောင်ဆောင်တွေကမြေသားတွေဟာပြိုကျပြီးအ धिक လမ်းမကြီးဖြစ်တဲ့ Hellsama Highway ရဲ့တချို့နေရာတွေမှာလမ်းပိတ်ဆို့မှုတွေဖြစ်ပွားခဲ့ပါတယ်။ဒါကြောင့် Bangwas ပြည်နယ်ကတခြားဒေသတွေကိုသွားရောက်မဲ့ကုန်သီးစီးဆင်းမှုတွေရပ်တန့်သွားခဲ့ပြီး ဟင်းသီးဟင်းမြက်စိုက်ပျိုးတဲ့တောင်သူတွေအကြီးအကျယ်နစ်နာခဲ့ရပါတယ်။အဖူကာကိုပြည်내မှာလည်းနမဲကျော်ဘန်းသူဝေးလှစ်ကတဲ့စိုက်ခင်းတို့မြေပြုံမှုကြောင့်ပျက်စီးခဲ့တယ်လို့ကနအူးသတင်းတွေအရသိရပါတယ်။အမျိုးသားဘေးရန်ရဲ့ရောပါရင်နဲ့စီမံခန့်ခွဲရေးကောင်စီရဲ့စနေနေ့မနက်ပိုင်းထုတ်ပြန်ချက်အရမုံတိုင်းကြောင့်လူအငါးဦးသေဆုံးပြီး၁၂ဦးပျောက်ဆုံးနေကြောင်းအတည်ပြုခဲ့ပါတယ်။ပျောက်ဆုံးသူများစုဟာပင်လယ်ထွက်ခွင့်ပိတ်ပင်ထားတဲ့ကြားကနေထွက်ခွာသွားခဲ့တဲ့တငါတွေဖြစ်တယ်လို့ဆိုပါတယ်။ရေကြီးမှုတွင်မှာရေစီးနဲ့အတူမျောပါသွားသူတွေလည်းရှိခဲ့ပါတယ်။ ဖလပိုင်စစ်တပ်ကမ်းခြေဆောင်စစ်တပ်နဲ့အရက်ပတ်ကာကွယ်ရေးရုံးတို့ပူးပေါင်းပြီးကယ်ဆယ်ရေးလုပ်ငန်းတွေကိုအချိန်ဟုန်နဲ့လှုပ်ဆောင်နေပါတယ်။ရေလွှမ်းမှုမှုကြောင့်အိမ်ခေါင်မိုးတွေပေါ်မှာပိတ်မိနေတဲ့မိသားစုတွေကိုရဟတ်ရင်တွေဆက်လက်တွေနဲ့ကယ်ဆယ်နေရပါတယ်။လမ်းမဆက်သေးပြတ်တောက်နေတဲ့တောင်ပေါ်ဒေသကကျေးရွာတွေစီကိုတော့ကောင်းငင်ကနေစားနေရိတ်ခါနဲ့တောက်သုံးရည်တွေချပေးပြီးအကူအညီပေးနေရပါတယ်။စနေနေ့မနက်ပိုင်းမှာပါကာစာကတိုင်ဖုန်းမတိုင်းပေါ်လို့နဲ့ပတ်သက်တဲ့နောက်ဆုံးသတင်းထုတ်ပြန်ချက်ကိုထုတ်ပြန်ခဲ့ပါတယ်။ ပေါ်လိုဟာဖိလစ်ပိုင်နိုင်ငံရဲ့တာဝန်ယူမှုဧရိယာတွေကနေစနေနေ့မနက်ပိုင်းမှာတရားဝင်ထွက်ခွာသွားပြီဖြစ်ကြောင်းကြေညာခဲ့ပါတယ်။ဒါပေမဲ့ဆိုရင်ဒီအချက်ကတော့ပေါ်လိုဟာအနောက်ဖိလစ်ပိုင်ပြည်နယ်ရဲ့ပူနွေးတဲ့ရေပြင်ပေါ်ကိုရောက်ရှိသွားပြီးနောက်မှာခံမှန်းထားတဲ့အတိုင်းပြန်လည်အားကောင်းလာခဲ့ပါတယ်။သူဟာအခုဆိုရင်စူပါတိုင်ဖုန်းဆင်ကိုရောက်ရှိသွားပြီဖြစ်ပြီးဗီယက်နမ်နိုင်ငံနဲ့တရုတ်နိုင်ငံတောင်ပိုင်းကိုဥတီနေတယ်လို့နိုင်ငံတကာမိုးလေဝသဌာနတွေကသတိပေးထားပါတယ်။ပေါ်လိုဟာဖိလစ်ပိုင်နိုင်ငံရဲ့ပိုင်နယ်ထဲကနေထွက်ခွာသွားပြီဆိုပေမဲ့သူဟာနောက်တောင်မုတ်တုံလေးကိုအားဖြည့်ဆွဲငင်ပေးနေပါတယ်။ ဒါကြောင့်ဖိလစ်ပိုင်နိုင်ငံရဲ့အနောက်ဘက်ခြမ်းဖြစ်တဲ့ဇမ်ဘာလက်စ်ဘာဒန်ဘန်ဒါဂက်စ်နဲ့ပါလာဝမ်ပြည်နယ်တွေမှာတော့လာမယ့်ရက်အနည်းငယ်ထိမိုးဆက်လက်ရွာသွန်းနိုင်ပြီးရေကြီးမှုအန္တရာယ်ဆက်လက်ရှိနေသေးကြောင်းပါကာစာကသတိပေးထားပါတယ်။တိုင်ဖုန်မွန်တိုင်းပေါ်လိုဟာဖိလစ်ပိုင်နိုင်ငံကိုနိုင်ပိုင်းတွင်ဖျက်ကျော်တိုက်ခတ်သွားခဲ့ပေမဲ့တူထားခဲ့တဲ့ဒဏ်ရာတန်ချက်တွေကတော့လနဲ့ချီနှစ်နဲ့ချီပြီးတောင်ကုစားရနိုင်ပါတယ်။ပျက်စီးသွားတဲ့အခြေခံအဆောက်အုံတွေဖြစ်တဲ့လမ်းတွေတံတားတွေစာတင်ကြောင်းတွေကိုပြန်လည်တိစောက်ဖို့အတွက်အစိုးရအနေနဲ့ဘီလီယံပေါင်းများစွာကို ပြီးဆုံးငွေကိုအသုံးပြုရမှာဖြစ်ပါတယ်။ရက်စင်ပြီးပြတ်တာမှုကိုအမြန်ဆုံးပြန်လည်ပြုပြင်မှုနဲ့ NGCB နဲ့ဒေတာကန်လျှက်စစ်တမဝိုင်မှာအသိတွေကိုလည်းနေရောညပါစ조사လုပ်ဆောင်နေရပါတယ်။အဓိကအထင်အသုံးကတော့စိုက်ပျိုးရေးကဏ္ဍပါပဲ။ကာကာရန်ဗယ်လီဒေတာကတောင်သူတွေဟာသူတို့ရဲ့ဝင်ငွေရင်းမြစ်တွေဆုံးရှုံးသွားတဲ့အတွက်အစိုးရရဲ့ရေးပေါ်ချင်းဝင်တဲ့မျိုးစေ့ထောက်ပံ့မှုတွေကိုအလွန်အမင်းလိုအပ်နေပါတယ်။ဒီပြည့်စည်မှုတွေကြောင့်နိုင်ငံရဲ့စားနပ်ရိက္ခာဖူလုံမှုကိုပါထိခိုက်လာနိုင်တဲ့အတွက်အစိုးရကစပားနယ်ပြောင်းတင်သွင်းမှုတွေကိုပါစဉ်းစားရနိုင်တဲ့အခြေအနေဖြစ်ပါတယ်။ ဒီဖြစ်ပျက်ဟာဖိလစ်ပိုင်နိုင်ငံအတွက်သင်ခန်းစာများစွာကိုပေးခဲ့ပါတယ်။ရာသီဥတုပြောင်းလဲမှုကြောင့်တိုင်ဖုန်းမုန်တိုင်းတွေဟာအရင်ကထက်ပိုမိုအားကောင်းလာပြီးခံမှန်းရခက်ခဲလာနေပါတယ်။ဒါကြောင့်ဂျိုတင်ပြင်ဆင်မှုတွေအထူးသဖြင့်ဘေးရန်နေရာကြားရောက်လွယ်တဲ့ဒေသတွေကအခြေခံဆောက်အုံတွေကိုပိုမိုခိုင်ခန့်အောင်တည်ဆောက်ဖို့တည်တော်ပြုံးနေမှုကိုကာကွယ်ပြီးတဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းဖို့ဘလောက်အရေးကြီးတယ်ဆိုတာကိုဒီမုန်တိုင်းကထပ်လောင်းသတိပေးလိုက်တာပါပဲ။အခက်အခဲတွေနဲ့ရင်ဆိုင်နေရပြီမယ်ဖိလစ်ပိုင်ပြည်သူတွေရဲ့ Violent Hand လို့ခေါ်တဲ့ အပြန်အလှန်ရိုင်းမင်းတက်တဲ့စိတ်ဓာတ်ကတော့အားကျစရာကောင်းပါတယ်။ပုဂ္ဂလိကဖွဲ့စည်းတွေဘာသာရေးဖွဲ့တွေနဲ့ပြည်သူတအူးချင်းစီကကယ်ဆယ်ရေးစခန်းတွေစီကိုအဝဲထဲစားတောက်ကုန်နဲ့ငွေကြေးတွေလှူဒန်းနေကြပါတယ်။လူငယ်တွေကလည်းကယ်ဆယ်ရေးပစ္စည်းတွေထုတ်ပို့ရမှာစေတနာဝန်ထမ်းဖြစ်ပါဝင်လှုပ်ဆောင်နေကြပါတယ်။တိုင်ဖွန်းမွန်တိုင်းပေါ်လိုဟာကြီးမားတဲ့ပျက်စီးဆုံးရှုံးမှုတွေကိုယူဆောင်လာခဲ့ပေမဲ့ဖိလစ်ပိုင်နိုင်ငံသားတွေရဲ့စိတ်ဓာတ်နဲ့စီးလုံးညီနွတ်မှုကိုတော့ဖျက်ဆီးနိုင်ခြင်းမရှိပါဘူး။ရှေးဆက်ရမယ်ပြည်လဲထူထောင်ရေးခီးလန့်ကရှေးလျားကြမ်းတမ်းအုံမှာဖြစ်ပေမဲ့ သူတို့ဟာတဦးကိုတဦးကူညီဖေးမှရင်ဒီအခက်ခဲတွေကိုအတူတကွကျော်လွှားနိုင်လိမ့်မယ်ဆိုတာကတော့ရုံမှားတန်တရာရှိစရာမလိုပါဘူးအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ